ားလုံးမင်္ဂလာပါကျွန်တော်က Fitness Nation ကအဖိုးကြီးဖြစ်ပါတယ် မင်္ဂလာပါ။ကျမ်းမာပြီးတော့အသက်ရှင်ခြင်းနဲ့လူတွေကြားထဲမှာခစ်စားနေတဲ့ DNMN 10000 Dynamic New Compound ကိုကျွန်တော်ဘာကြောင့်တောက်ရတယ်လဲ။တောက်ပြီးတဲ့အချိန်မှာတိုးတက်ပြောင်းလဲမှုတွေကဘာတွေရှိသလဲဆိုတာကို review လေးနဲ့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်။ DNMN 10000 Dynamic New Compound ကခန္ဓာကိုယ်ထဲမှာရှိတဲ့ NAD+ တွေကို boost လုပ်ပေးပါတယ်။ခန္ဓာကိုယ်ထဲမှာ NAD+ တွေများများရှိလေလေအရွေတင်မဲ့နှုတ်ပြမဲ့ကျမ်းမာရေးကောင်းလာမယ်။ င်ဖြစ်ပါတယ်ဒီဆေးကိုအသုံးပြုပြီးတော့၃လကြာတဲ့နောက်ပိုင်းမှာသိသာဆုံးအချက်ကကြတော့ကျွန်တော်ရဲ့ mental clarity စိတ်ကတင်းငုံကြည်လင်လန်းဆန်းနေတာပါပဲ ်ဝါကောက်တွေကိုစနစ်တကျကစားတက်တဲ့လူတယောက်အနေနဲ့ဒီဆဲမသုံးခင်နဲ့သုံးပြီးတဲ့အချိန်မှာမာဆယ်ဂရုလို့ခေါ်တဲ့မာဆယ်ကြီးထွားမှုကိုကြည့်ကြရအောင်ပါဒီဆဲမသုံးခင်မှာဥပမာကျွန်တော်ရေအုပ်ကစားတဲ့ဆိုပါဆိုတစ်ဖက်ကို 20kg နဲ့ငါးငိန်ကိုမနေစူးစားပြီးတော့တွန်းခေရပါတယ်ဒီဆဲအသုံးပြုပြီးတဲ့နောက်ပိုင်းမှာကျတော့တစ်ဖက်ကို 20kg နဲ့ဆဲချိန်ကိုအေးအေးလူလူကစားနိုင်ရုံသာမက 10kg plus ထပ်တိုးပြီးတော့မှကစားနိုင်တဲ့ level ကိုကျွန်တော်ရောက်လာပါတယ်တစ်ဖက်ကအလေးတွေတိုးပြီးတော့ကစား ้าနိုင်တာနဲ့အများ Marcel Gro လို့ခေါ်တဲ့ Marcel ကြီးထွားမှုကလေအရွေနဲ့မလိုက်အောင်ကိုကောင်းလာတာကိုကျွန်တော်လက်တွေ့ကြုံရပါတယ်။ဒါကြောင့်မို့အားကစားလိုက်စားတဲ့လူတွေကျန်းမာခြင်းတဲ့လူတွေဒီဆဲအသုံးပြုမယ်ဆိုလို့ရှိရင်တော့ highly recommended ဖြစ်ပါတယ်။ကဲ မာဆယ်ကြီးထွားမှုကိုပဲအားရှိစေတာလားအမောခံနိုင်တဲ့ cardiovascular endurance ကို ကောင်းစေသလားဆိုတာကြည့်အောင်ပါဒီဆေးတောက်ပြီးတဲ့အချိန်မှာကျွန်တော်တခါတလေ heart rate 180ကနေပြီး185အထိရောက်တာတောင်မှကျွန်တော်စကားပြောတာမပြတ်ပဲနဲ့အေးအေးလိုလိုဆက်ပြီးတော့ကစားနိုင်လာတာကတော့ကျွန်တော်အကိုတွေးဖြစ်ပါတယ်တစ်ဖက်ကဆောင်းနာဆိုတဲ့ချွေးထုတ်ခဲမှာလေဒီဆေးအသုံးမပြုခင်မှာ15မိနစ်နေနိုင်ဖို့ဆိုတာတော်တော်ကိုမလွယ်ကူတဲ့ကိစ္စပါဒီဆေးအသုံးပြုပြီးတဲ့နောက်ပိုင်းမှာ15မိနစ်က ကျွန်တော်တို့အတွက်ဘာမှပြောပစရာမရှိတော့ပေနဲ့မိနစ်30အထိချွေးထုတ်ခန့်မှာကျွန်တော်နေနိုင်လာပါတယ်ကျွန်တော်ရဲ့ pain tolerance တို့ concentration တို့ကောင်းတာကတော့လုံးဝ next level လို့ကျွန်တော်ဆိုချင်ပါတယ်ခင်ဗျ ဒီစဲအတုံးပြူပြီးတဲ့အချိန်နဲ့အတုံးမပြူခင်မှာကျွန်တော်ရဲ့ sleep quality ကွာခြားချက်ကိုကျွန်တော် share လုပ်လုပ်ပေးခြင်းပါတယ်ဒီစဲအတုံးမပြူခင်မှာကျွန်တော်ညအိပ်ရာဝင်တဲ့အချိန်မှာတညကိုအနည်းဆုံး၄ချိန်ကနေပြီးတော့၃ချိန်အထိ no လေးရှိပြီးတော့ဒီစဲကိုတုံးပြီးတဲ့အချိန်မှာတော့အများဆုံးမှ၁ချိန်အိပ်ရာက no တက်ပါတယ်ဒါကြောင့်နောက်နေ့မနက် အိယာကလန်းလန်းဆန်းဆန်းနဲ့အမေးနဲ့နိုးလာတတ်ပါတယ်လန်းလန်းဆန်းဆန်းအေးရဝဝလေးလေးနဲ့နိုးလာတဲ့အတွက်ကျွန်တော်တောက်နေကြကော်ဖီတွေတောင်မှတောက်စရာမလိုတဲ့အနေထားကိုကျွန်တော်ရောက်လာတာဖြစ်ပါတယ် အဲ့ရကလန်းလန်းဆန်းဆန်းဝဝလည်လည်နဲ့နိုးလာတဲ့အတွေ့အရွေကြောင့်ဖြစ်တဲ့ stress ရအလုပ်ကြောင့်ဖြစ်တဲ့ stress ရ hormone changes တောင်ဖြစ်တဲ့ stress တို့ anxiety တို့ကလည်းတိတိတတ်တာကျလာတာကိုကျွန်တော်တွေ့ရပါတယ်ခင်ဗျာဒါကြောင့်ဒီဆေးဒီကျွန်တော်တို့ကိုအေးရေးဝဝလည်လည်ရအောင်ကူညီပေးရုံသာမက stress တို့ anxiety တို့ကို level တစ်ခုထိ short ကြအောင်ကူညီပေးနိုင်ပါတယ်ခင်ဗျာ ကဲကျွန်တော်တို့အားကစားသမားတိုင်းမှာကျွန်တော်တို့အကြိုက်ဆုံးပရိုတင်းပေါင်တာတွေရှိသလိုပဲကျွန်တော်အတွက် supplement တွေမှာရွေးချယ်ပါဆိုလို့ရှိရင်တော့ DNM 10000 Dynamic New កောင်ပေါင်းကိုပဲကျွန်တော်ရွေးချယ်มาဖြစ်ပါတယ်ခင်ဗျကျွန်တော်က Fitness Nation ကအဖိုးကြီးဖြစ်ပါတယ် Thank you for watching ပါ